ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Manchester United ကတော့ Lamine Nuya ဒီအပြောင်းရွှေ့မှာကျွန်တော်တို့ဒီ Nero Nebatan နေရာအတွက်ပေါ့နော်အစားထိုးမှုတွေအမှန်ကန်ပြုလုပ်ဖို့စီစဉ်နေတယ်ဒီထဲမှာဆိုလို့ရှိရင်တော့ United က Juventus ရဲ့တိုက်စစ်ကစားသမားဖြစ်သူ Kenan Yildiz ကိုခေါ်ဖို့အတွက်အမှန်ကန်ကိုစိတ်ဝင်စားနေတယ်ပေါ့ Juventus ရဲ့ဘက်ကတော့ Champion League ဝင်ခွင့်ရသည့်တန်အောင်ကိုပဲဒီကစားသမားဖြစ်သူကိုရောင်းချပြီးတော့ငွေပြန်ဖော်ဖို့အတွက်သူတို့ပြင်ဆင်ထားတယ်ဆိုပြီးတော့ ီမာဇီယိုကပေါ့ Sky Sport ရဲ့ပေါ့နော်ကျွန်တော်ဒီဒီမာဇီယိုကအီတလီယန်ရပ်ပူတာပေါ့နော်ဖော်ပြထားတယ်ဆိုတော့မဆိုးဘူးဗျာနော်မဆိုးဘူးဗျာဆိုတော့ကျွန်တော်ရပ်ပူတာကိုကြည့်ရင်ဒီမာဇီယိုဆိုတာကတော်တော်ကြီးကိုစိတ်ချရတဲ့နေရာမှာပါတယ်ပေါ့နော်ဒါမဆိုးဘူးပေါ့နော်ဒါဟိုကစားမားလေးကလည်းတကယ်တမ်းပြောရရင်ဒီကရမဆိုးတာတူတူကြီးကစားမားလေးပေါ့နော်တူတူကြီးကစားမားလေးဒီကောင်လေးဂျာမနီမြဲလက်ရွေးစင်မှာရွေးမလားလို့ဟိုရွေးချယ်မလားလို့ကြည့်နေဒီကောင်လေးတူတူကြီးရွေးသွားတယ်ဆိုတော့မဆိုးဘူးဒီကောင်လေးကတော်ကောင်းတာမဆိုးဘူးမဆိုးဘူးဒါပေမဲ့လို့အခုရှိတာက လို့ပြောမလဲသူကလည်း left wing left wing player ဗျာအခုလက်ရှိကာနာချူရဲ့နေရာမှာပဲဆိုတော့ကာနာချူကိုကျွန်တော်တို့ရောင်းပြီးတော့ဒီကောင်လေးကိုပြန်ခေါ်ခြင်းနေဆိုရင်တော့တမျိုးပေါ့နော်တခုတော့ရှိတယ် United နဲ့မလွယ်ဘူးဆိုတော့အဲ Champions League ဝင်ခွင့်ကပြဿနာတော်တော်ကြီးတယ်အကယ်လို့ဒီကစားမကိုခေါ်ခြင်းနေဆိုရင်ဈေးရမတက်တာဘူး Juventus ကိုတိုင်ကိုကဗနာကြီးပြဿနာတွေဖြေရှင်းဖို့ကြိုးပမ်းနေတယ်သူတို့ကိုယ်တိုင်ချင်းလည်း Champions League ဝင်ခွင့်ရတယ်ဆိုပေမဲ့လို့ငွေရနိုင်တဲ့ player တွေကိုရောင်းပြီးတော့သူတို့ငွေဖော်ဖို့သူတို့ကြိုးပမ်းနေတာငွေဖော်ဖို့သူတို့ကြိုးပမ်းနေဆိုတော့ ဟိုဘယ်လိုပြောမလဲဒီဒီကစားမဖြစ်သူကိုတို့တကယ်ပဲသူတို့မျောလင့်ထားတဲ့လောက်ပမာဏရရင်တော့ရောင်းကြီးရောင်းပါပေါ့တန်60တို့80တို့တေချာပေါက်ကတော့ United ကအဲ့ဒီအနေထားဆိုကျွန်တော်တို့မကတ်နိုင်ဘူးဒါပေမဲ့ယင်းကျင်နေဆိုဒီလိုကစားမကယင်းရတာတန်တယ်ဒီကောင်လေးကတော်တော်ကိုကောင်းတာဒီလားတော်တော်ကိုကောင်းတာဒါပေမဲ့လို့တခုတော့ရှိတယ်ဗောနော် ကာနာချူနဲ့ဒါ profile 2တယ်ဗျာကာနာချူနဲ့ profile 2တယ်ကာနာချူနဲ့ position 2တယ်ကာနာချူကတော့ဒါ right right wing mid တွေလည်းသူကစားနိုင်တာဗောနော် ဲမဲ့လို့ကျွန်တော်အနေနဲ့ဒါဒီကစားမလေးကပို့ပြီးတော့မစိုးဘူးလို့ကျွန်တော်ယူဆတယ်အဲ physical ဘိုင်းညာဒီကောင်လေးကပို့ပြီးတော့ကောင်းတယ်နော်နီးစနစ်ဘိုင်းညာဒီကောင်လေးကပို့ပြီးတော့ကောင်းကောင်းသဘောပေါက်တယ်ကောင်းကောင်းပူကောင်းတယ်ယုံနိုင်တယ်ကာနာချူပြေးလို့ပဲပြေးနိုင်လွှားနိုင်တဲ့ player တယောက်ကျွန်တော်ဖြစ်တယ်ပါ ball striking ပို့ပြီးတော့ကောင်းတယ် shooting ပို့ပြီးတော့ကောင်းတဲ့ကစားမလေး technical dribbling မှာလည်းပို့ပြီးတော့ကောင်းတဲ့ကစားမလေးအဲမဲ့လို့ကျွန်တော်တို့ကဗောနော် ဟိုကာနာချူကိုရောင်းလို့ရတဲ့ငွေနဲ့ပြန်ခေါ်မယ်ဆိုလို့ရှိရင်ဒီကောင်လေးနဲ့ကဘာမှထူးမှာမဟုတ်တော့ဘူးကျွန်တော်ကျန်တဲ့နေရာတွေတော့ငွေသွင်းတော့မှာမဟုတ်တော့ဘူးဒါကြောင့်ကျွန်တော်ကတော့ Juventus ရဲ့ဘက်ကလည်းရောင်းချခြင်းနဲ့ Manchester United ဘက်ကလည်းခေါ်ခြင်းနဲ့ဆိုသည့်တိုင်အောင်ကိုပဲဒါမဲ့ຫນွေမှာဟိုကစားမတစ်ယောက်တည်းအတန်း60အတန်း80တုံးသွားဖို့ကမလွယ်ဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ကအချိန်ကြီးမကောင်းဘူးဆိုလို့ရှိရင် အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ့် player တွေတော့မလိုက်ကြည့်ရမယ့်အခြေအနေမျိုးမှာကစားမတယောက်တည်းတန်း60 90သုံးဖို့ကအစီအစဉ်ရှိနေတယ်လို့ကျွန်တော်မယူဆဘူးပေါ့နော်တိုးတိုးလေးပဲဘာမှမစိုးဖြစ်လာနိုင်တယ်တချို့အကယ်လို့ဟိုတန်တယ်လို့ထင်တဲ့ကစားမတွေကိုလည်းအသင်းဘက်ကတော့ဗျာတန်း80ဆိုလဲ80ရင်းကောင်းလေးရင်းမှာပေါ့လေအခွင့်အရေးသာရှိမယ်ဆိုလို့ရှိရင်အဲဒီလိုအသင်းနေမလွယ်ပါဘူးတိုးတိုးလေးပဲအားလုံးလည်းတိတဲ့အတိုင်းပဲ Nero number 10နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့တကယ်ကောင်းတဲ့ quality player တွေကျွန်တော်လူပါတယ်အခုလေးကြီးဂါနာဂျုံရှိနေသည့်တိုင်အောင်ကိုပဲနောက်ထပ် ကျွန်တော်အဲ့ဒီလိုမျိုးကောင်းတဲ့ကစားမတရားကကျွန်တော်လိုသေးတယ်ဒါကြောင့်ကျွန်တော်ကတော့ဘောနော်နေရိုနံပါတ်10နေရာမှာဒီကစားမလေးရေးတယ်ဆိုလို့ရှိရင်မစူးဘောနော်တူတော်လည်းပဲခေါ်နိုင်မှုကတော့တော်တော်ကိုအချင်းနေလေးမျိုးလို့ကျွန်တော်ယူဆတယ်အတင်းတော့လာမယ့်နေရာဒီပြောင်းချုပ်ကစိန်ခေါ်မှုတွေများပါတယ်စိန်ခေါ်မှုတွေများပါတယ်ဆိုတော့လာစားများတဲ့ကစားမတွေကိုကျွန်တော်ရှော့ချဖို့လိုတာအချို့ကစားမတွေကိုလက်လွတ်ဖို့လိုတာလူငယ်ကစားမတွေကိုရောင်းပြီးတော့မှပြန်ခေါ်နိုင်မဲ့အချင်းမျိုးတွေကိုလိုချင်တဲ့ player type မျိုးတွေကလည်းဈေးကြီးကြတာတွေ အရေးထဲမှာမှကစားမတွေကိုခေါ်ဖို့အတွက်ခရင်နိုင်တဲ့အချက်တစ်ချက်က Champions League ဝင်ခွင့်မသေးကြတာเนาะအကယ်လို့မြန် Champions League ဝင်ခွင့်မရခဲ့ဘူးဆိုလို့ရှိရင်တော်တော်ကိုတိုင်ပတ်တာတော်တော်ကိုတိုင်ပတ်မှာပါဆိုတော့အသင်းတွက်ပေါ့เนาะဘလူးမန်တော့အာမခံချက်ရှိတဲ့အပြောင်းအရွှေ့မျိုးကျွန်တော်ဟုတ်မနေဘူးဒါကြောင့်အဲ့လိုမျိုးငွေကြေးပိုင်းနဲ့ပတ်သက်လို့စိုးရိမ်စရာတွေဖြစ်နေတဲ့အခြေအနေမျိုးမှာတန်60လောက်ကုန်နိုင်မဲ့ပလေယာအပြောင်းအရွှေ့တွေ မမျော်လင့်တာပဲကောင်းတယ်လို့ကျွန်တော်ထင်တယ်။ကျွန်ညီကလေးအနေနဲ့ရောကာနာချူကိုရောင်းပြီးတော့ရလာတဲ့ငွေနဲ့ဒီကစားမဖြစ်သူကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့ညီကလေးထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။